အဲ့တော့ buy limit ဆိုတာကပါလေ set limit ဆိုတာကပါလေပေါ့ buy limit ဆိုတာကရှင်းပါလေမိတ်ဆွေကဝယ်ခြင်းလဲဒါပေမဲ့အခုပေါက်ဈေးမှာဝယ်ခြင်းလားမဟုတ်ဘူးပေါက်ဈေးရဲ့နိမ့်တဲ့ဈေးတန်းတစ်ခုကိုရောက်လာတဲ့အချိန်မှာဝယ်ခြင်းတဲ့အခါမျိုးမှာ buy limit ကိုအသုံးပြုရပါတယ် တဘောတရားကလက်ရှိပေါက်သေးရတရားပေါက်နေရဆိုရင်မိတ်ဆွေက80လောက်ကြမှဝယ်ခြင်းနဲ့အဲ့ဒီအချိန်မျိုးကို my limit ကိုအသုံးပြုပြီးတော့80ဈေးတန်းမှာတွားပြီးတော့ဝယ်မယ်ဆိုတာကိုတင်ထားလို့ရပါတယ်။ Market Trader 4မှာဆိုလို့ရှိရင် market institution တွေကိုစက်ပြီးတော့နှိပ်လိုက်ရင်အောက်မှာ buy limit, sell limit, buy stop, sell stop တွေ့ရမှာပါ။အဲ့တော့လက်ရှိပေါက်ဈေးရဲ့နှိမ့်တဲ့ဈေးတန်းခုမှာပြန်ဝယ်ခြင်းတဲ့အခါမှာမိတ်ဆွေက ဘိုင်းလီမစ်ကိုအသုံးပြုပြီးတော့ဝယ်ခြင်းနဲ့ဈေးတန်းကိုဘိုင်းလီမစ်နေရာမှာ price ကိုထည့်လိုက်ရုံနဲ့မိတ်ဆွေက online မှာရှိရှိမရှိရှိအလုံးအားအားမအားအား trade order တစ်ခုဟာအဲ့ဈေးတန်းကိုရောက်တဲ့အချိန်မှာအဝယ် order ဖွင့်သွားမှာပါ sell limit ဆိုတာကတော့လက်ရှိဈေးတန်းရဲ့အပေါ်ဈေးမှာရောင်းချတာပါဆိုတော့ current price ကတရားမိတ်ဆွေက120လောက်မှာပဲရောင်းနေတာမျိုးဆိုရင်တော့ sell limit ကိုအသုံးပြုရပါမယ် အဲ့လိုအခါမျိုး sell limit ကိုအသုံးပြုလိုက်ပြီးဆိုရင်ဈေးတန်း120ရောက်တဲ့အခါကျရင်မိတ်ဆွေက online မှာရှိရှိမရှိရှိဈေးဘက်ကိုကြည့်ကြည့်မကြည့်ကြည့်မိတ်ဆွေတင်ထားတဲ့ loss size ပမာဏအတိုင်းမိတ်ဆွေတင်ထားတဲ့ဈေးတန်းအတိုင်းဈေးတန်းကိုရောက်လာတဲ့အချိန်မှာ order ပွင့်သွားမှာပါဆိုတော့ buy limit sell limit ကိုအသုံးပြုပြီးတော့ trading ထဲမှာအကျိုးမြတ်ရှာလို့ရပါတယ်မိတ်ဆွေအလုပ်အားဒီဖြစ်စီမအားဒီဖြစ်စီ buy limit sell limit နဲ့အသုံးပြုပြီးမိတ်ဆွေလိုချင်တဲ့ဈေးတန်းတွေကိုမလိုတန်း trade လုပ်လို့ရတယ်လို့ပြောရင်းနဲ့ပဲ sell stop နဲ့ buy stop အကြောင်းကိုနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးရှင်းပြပေးသွားပါမယ်ကျွန်တော်ကတော့ဒီပါပါဒီသားစုတိုင်းကျမ်းမာကြိုရှင်းပြပါကျမ်းမာကြိုပြသပါပါ see you